မိကက်လင်းနေတဲ့အမျိုးသမီးကသူမရဲ့မျက်ခုံးအတုကိုစမန်ပေါ်မှာကတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲသူ့ရဲ့ရေးစားကရုတ်တရက်ဝင်လာပါတယ်။သူမမှာတဘာမမျက်ခုံးဝေးမရှိဘူးဆိုတာကိုရေးစားတဲ့သူမသိစိတ်ချင်တဲ့အတွက်သူမဟာထိတ်လန့်တကြားနဲ့မှန်တဲ့မှာမျက်ခုံးတွေကိုအမြန်ပြန်ချိန်နေပါတယ်။မှန်တရားလူရင်ရေးစားကောင်းတဲ့ရုံးကန်မှုချစ်ပေါ်လာပြီးနောက်ဆုံးမှာတော့အမျိုးသမီးကသူ့ရဲ့တင်ပန်းနဲ့ရေးစားကိုတိုက်ပြီးလဲကျစေလိုက်ပါတယ်။ညစာအတူစားနေတုန်းချွေးသူရင်သူမရဲ့မျက်ခုံးတစ်ဖက်ကိုမတော်တဆဖြတ်မိလိုက်ပါတယ်။ ခဏအကြာမှာပြုတ်ဆုံးနေတဲ့မျက်ခုံးကိုသူမရဲ့ပကံတဲမှာမြင်လိုက်ရပါတယ်။မဆိုင်မတွက်ပဲသူမကအဲ့ဒီမျက်ခုံးကိုပစက်သေးထိုက်လိုက်ပါတယ်။နောက်မျက်ခုံးတစ်ဖက်ကိုရှာနေတော့မှရီဆာကပကံတဲကထူးဆန်းတဲ့အစာအစာကိုတွေ့လိုက်ပါတယ်။ရှက်ကိုရှက်ခန့်ထွသွားတဲ့သူမကမျက်ခုံးကိုဆွဲယူပြီးစပွဲအောက်ကိုငုံဝင်ကရှေ့ဆက်ထိအရှက်မရအောင်အမြန်ကပ်ဖူးကျူးစားပါတယ်။နောက်မှအရှက်ရမယ့်အဖြစ်အပျက်တွေမထီအောင်သူမကနောက်ဆုံးမှတော့မျက်ခုံးမွေးကတူထိုးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဆိုင်ပိုက်ရှင်ကသူ့ရဲ့ဤပညာပေါ်မှာပြင်းပြင်းထန်ထန်ယုံကြည်မှုရှိကြောင်းကြွားဝါပြောဆိုပေမဲ့ရလတ်ဒီကတော့ကောင်မလေးကိုစိတ်ပြတ်ကြောက်လန့်သွားစီပါတယ်။ဒီလိုအဆိုးဆုံးချိန်မှာပဲသူမရဲ့ကြီးစားကလုံငန်းကိစ္စခရီးကနေမမျှော်လင့်ပဲပြန်ရောက်လာပါတယ်။သူမရဲ့ကြောင်းမြတ်ဖွဲ့ရုံးရင်အစ်စ်ကိုမဖို့ထုံးရစီဖို့အတွက်သူမကပြင်းထန်တဲ့တုတ်ခွင်မိနေတယ်လို့ဟန်ဆောင်လေးပါတော်တယ်။